VOA ဝန်ထမ်းတွေကိုအလုတ်ထုတ်တဲ့စာကို Global Media အစိုးရ Agency USAGM ကပြန်ရုပ်သိမ်းကြောင်းဝန်ထမ်းတွေစီကိုစာထက်မှန်ပို့ခဲ့ပါတယ်။သုဒ္ဓချန္တာသတင်းပေးပို့ထားတာပါရှင်။ ဂျွန်လ20ရက်နေ့မှာ VOA ဝန်ထမ်း6ကျော်စီကိုပြီးပို့ထားတဲ့လှုပ်ထုပ်စာတွေကိုပြန်ရုပ်သိမ်းကြောင်း Global Media အစိုးရ Agency USAGM ကဒေတာဆန်တော်ချင်းဂျွန်လ29ရက်နေ့မှာဝန်ထမ်းတွေစီကိုစာတွေထပ်မံပြီးပို့ခဲ့ပါတယ်။အလှုပ်ထုပ်စာတွေမှာဝန်ထမ်းတွေရဲ့အချက်အလက်တချို့မှားယွင်းတာအလှုပ်ထုပ်စာပြီးပို့တဲ့လှုပ်ထုံလုံးကြီးမမှန်ကန်တာတွေကြောင့်စာကိုပြန်ရုပ်သိမ်းတာဖြစ်ပြီး USAGM ကသူတို့မူလရွေထားတဲ့အတိုင်းဝန်ထမ်း85ရာခိုင်နှုန်းကိုအလှုပ်ကနေထုတ်ပယ်သွားမဲ့လုပ်ငန်းစဉ်အပေါ်မှာပဲရှိနေသေးတယ်လို့ VOA မြန်မာပိုင်းဝန်ထမ်းတယောက်ကပြောပါတယ် ်သူတို့အလုံးထုတ်ထားတဲ့စာတွေပေါ့နော်ပြန်ပြီးရုပ်သိမ်းတယ် VOA ဝန်ထမ်းတွေကအရင်တိုင်းလောက်ခလာစာနဲ့ခွင့်ပြန်ပြီးတော့ပေးထားတယ်ဆိုတဲ့အနေထားပြန်ဖြစ်သွားတယ်ပေါ့နော်ကျမတို့ DOE ဝန်ထမ်းတွေကိုအကာအကွယ်ပေးတယ်အလုံးသမားသမဂ Union ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ဝန်ထမ်းတွေကိုအလုံးထုတ်တဲ့စာမှာအမှားတွေအများကြီးပါနေတယ်အလုံးထုတ်တဲ့စာပို့တာကလည်းလုံထုံးလုံကြီးနဲ့မညီဘူးဆိုပြီးတော့ထောက်ပြတဲ့အတွက်ပေါ့နော်အခုလိုအစိုးရဘက်ကနေပြီးတော့သူတို့အလုံးထုတ်တဲ့ကိစ္စ ာကိုပြန်ပြီးတော့လုတ်ကန်ရတဲ့အခြေအနေရောက်သွားတာပေါ့လေအလုတ်ထုတ်တဲ့စာတွေကိုပြန်ပြီးတော့ရုပ်သိမ်းတာနဲ့ပတ်သက်ပြီးတော့ Carry Lake က agency ကသတ်မှတ်ထားတဲ့အတိုင်းဝန်ထမ်းတွေကို85ရာခိုင်နှုန်းကိုဖြုတ်သွားမယ်ဆိုတာတော့တိကျပြောထားတယ်အလုတ်သမားသမဂ္ဂနဲ့ VOA ဝန်ထမ်းတွေကလည်းဥပဒေနဲ့အညီပြန်ပြီးတော့တိုက်သွားမယ်ဆိုတာလည်းအတိအကျပြောထားတဲ့ခါကျတော့ဘလို့ရှေ့ဆက်ဖြစ်မလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲလို့ပဲပြောရမှာပါ တရားရုံးအမိန့်တွေကိုဆိုရဘက်ကလိုက်နာမှုရှိမရှိဒေတာစံတော်ချိန်ဂျွန်လ23ရက်နေ့က DC ခံတရားရုံးမှာဒုတိယကြိမ်နှစ်ဖက်ကြားနာမှုပြုလုပ်ခဲ့ပါတယ်။တရားရုံးကဆိုရဘက်ကဆောင်ရွက်ချက်တွေဟာရှင်းလင်းမှုမရှိတဲ့အတွက်အသေးစိတ်ပြန်တင်ပြဖို့ယုံကြည်ပြန်ခေါ်ထားပေမဲ့ဆိုရရှင်တွေကယုံကြည်ကိုရက်ရွှေ့ဖို့တရားရုံးကိုတောင်းဆိုထားပါတယ်။သူတို့အတွက်ဝီနီလို့ပေါ့နော်။ဝါဒင်ကစသူတို့ပြန်ပြီးတော့ပြောင်းအောင်လဲပြောင်းနိုင်နေပေါ့လေ။ဒီကြားထဲမှာတော့မနေ့ကတော့ကသူတို့တရားရုံးကို program တွေလွှင့်နေပါတယ်ဆိုပြီးတော့အပြင်တင်ထားတယ်။တင်ထားတော့အမတို့ဘက်ကလည်းဖြည့်နေတဲ့ဘက်ကဒါကိုပြန်ပြီးတော့ ောင်တာလုပ်ဖို့တော့ပြင်ဆင်နေတယ်။ဒါမဲ့ဗုဒ္ဓဟူးနေ့သူချိန်ထားတဲ့ယုံချင်းကိုတော့ရွှေ့ပေးပါဆိုပြီးတော့ဆိုရဘက်ကတောင်းထားတယ်။တရားသူကြီးကတော့ဇူလိုင်က16ရက်နေ့ကိုရွှေ့လိုက်တယ်လို့ပြောတယ်။အဲဒီလိုသာ16ရက်နေ့ရွှေ့လိုက်ပြီဆိုလို့ရှိရင်ရှင်ဗုဒ္ဓဟူးနေ့အကြမ်းလာခွင့်ရမရှိတော့ဘူးပေါ့နော်။ ဂျော်လာ23ရက်နေ့ကြားနာမှုဘီမတရားရုံးကအမိန့်စာထုတ်ပြန်ခဲ့ပြီး USA GM ကပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာငွေကြေးသုံးစွဲတာကစပြီးဝန်ထမ်းတွေလုပ်ငန်းဘလို့လဲပတ်နေတဲ့ဆိုတဲ့အခြေအနေအဲ့ဒီအခြေအနေတွေကိုလွှတ်တော်ကိုတင်ပြထားမှုစာရာတွေကိုတရားရုံးကိုအသေးစိတ်တင်ပြဖို့ဖော်ပြထားပါတယ် USA GM မှာသမရာထရမ်ခန့်ထားတဲ့အကြီးတန်းအကြံပေး Gary Leak က FOI ဝန်ထမ်းတွေဆွဆူထားတဲ့အမှုကိုစိုင်းငံ့ထားဖို့အဆိုတင်သွင်းထားတာကိုလည်းတရားရုံးကပယ်ချခဲ့ပါတယ်ကျွန်တော်တုဒ္ဒချမ်းသာပါ